ဲနော်အားလုံးပဲမင်္ဂလာပါဗျဒါကတော့ကျွန်တော်တို့ရှည်တွဲလေးပေါ့နော်ရှည်တွဲလေးဒီမှာခြားပြပြမှာဖြစ်ပါတယ်โอเคရှည်တွဲလေးကကျွန်တော်ဒီနှလုံးပေါင်းခြင်းပေါ့နော်ဒီနှလုံးပေါင်းခြင်းနံပါတ်6ဒီဒီလို6လို့ရိုက်တယ်နော်ဒီမှာ200ပေါင်းခြင်းနံပါတ်ဒီ6 6ဒီ6လို့ရိုက်တယ်ပေါ့နော်6ကကျွန်တော်6အနည်းလေးနဲ့ကျွန်တော်ရှည်လိုက်မယ်6ဒီ6လို့ကျွန်တော်ရိုက်တယ်ဟုတ်ပြီပြီးရင်ကျွန်တော်ဒီမှာကြည့်ပါမယ်ဒီနှလုံးပေါင်းခြင်းဒီနံပါတ်9ဖြစ်တယ် 9ဒီဒီမှာ9လို့ရိုက်တယ်เนาะဒီအောက်ကိုကျွန်တော်တို့ဆက်ပြီးတော့ကြည့်အောင်ဗျာเนาะဒီမှာခွန်3ညပေါင်းခြင်းနံပါတ်ခွန်ဒီလဲကျွန်တော်တို့ဒီမှာ3လုံးပေါင်းခြင်းခွန်3ခွန်ပေါင်းခြင်းနံပါတ်ဒီခွန်လို့ရိုက်ပါတယ်ခွန်ဒီခွန်လို့ကျွန်တော်တို့ရိုက်တယ်เนาะဒီအောက်မှာကျွန်တော်တို့ဒီမှာက3ညနှလုံးပေါင်းခြင်းဒီ3ညဖြစ်တယ်ဒီမှာကခွန်3ဆိုတဲ့ပေါင်းခြင်းဒီ3ညလို့ရိုက်တယ်เนาะ ဒါဆိုရင်ကျွန်တော်တို့ဘောက9ဒီ9เนาะ3ဒီ3ညဒီမှာ6ဒီ6ခွန်ဒီ9เนาะဒီမှာကျွန်တော်စစ်ပါမယ်ခွန်9ဆိုတဲ့ပေါင်းခြင်းနံပါတ်6ဖြစ်တယ်ဒီ6ဒီမှာပါကြပေးသွားလဲဆိုတော့658ဆိုတော့ပေါင်းခြင်းနံပါတ်နံပါတ်မှာ96နှက်ခန့်9ဆိုပြီးတော့ကျွန်တော်တို့ရိုက်ခဲ့တယ်เนาะ6နှက်ခန့်9ကျွန်တော်အနီလေးနဲ့ကြည့်ပါမယ်69ပေါင်းခြင်းနံပါတ်3ဒီ3ဒီ8 5ဆိုတဲ့ပေါင်းခြင်းနံပါတ်3ကိုရိုက်တယ် ဒီကောင်းဒီတိုက်ရိုက်တွေကြီးပဲရိုက်တယ်ပေါ့နော်ဒီမှာကတော့ကျွန်တော်နတ်ခတ်တစ်ခုဖြတ်ပြီးတော့ဝင်ခဲ့ပြီပေါ့နော်ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီမှာเนาะအနီလေးနဲ့ပဲကျွန်တော်အရင်စပြီးတော့ဆွဲလိုက်တော့မှာပေါ့နော်တပင်ချားမှာရှိနေတဲ့နံပါတ်6ခွန်ပေါင်းချင်းနံပါတ်5ဒီဒီမှာဒီကျွန်တော်တို့ဒီမှာเนาะအကုန်လုံးကတိုက်ရိုက်ပဲကြာခဲ့တာဖြစ်တဲ့အတွက်ဒီလို5 5ဒီ5လို့ကြာမယ်5ဒီ5လို့ကြာမယ်ဆိုရင်6ထိပ်စီဖြစ်မယ်เนาะဒီမှာကျွန်တော်တို့ကြည်ပါမယ်ဒီနှလုံးပေါင်းချင်းဒီ၄ဖြစ်တယ် ဒါဆိုရင်ကျွန်တော်တို့လေးတီလေးလို့ကြာမယ်ဆိုရင်ဒီလို၃လုံးပေါင်းခြင်း၄ဖြစ်ဖို့အတွက်ကျွန်တော်တို့ဘာထည့်ရမလဲဒီမှာ၅ဖြစ်နေတဲ့အတွက်နောက်တစ်ခု၃လုံးထည့်ရမယ်နော်ဒါလေးတီလေးသူရဲ့ power 6လို့ကြာမယ်ဆိုရင်၄ထည့်ရမယ်သူရဲ့နှက်ခတ်တော့လေးနှက်ခတ်ဒီနှစ်ဆိုရင်ဒီမှာက၅ဖြစ်နေတဲ့အတွက်ခွန်ထည့်ပြရမယ်နော်ဒါဆိုရင်ရှေ့တွဲအဓိကအတွဲ၃တွဲ69 64 69နော် main အတွဲပေါ့နော် main pair ကကျွန်တော်တို့90နဲ့9เนาะရှည်တွေเนาะပြီးရင်90နဲ့4 90နဲ့9နောက်ထပ်ကကျွန်တော်ဒီမှာပါယူလို့ရတယ်ဆိုရင်ဒီဘက်ကလိုပဲပေါ့เนาะကျွန်တော်တို့ power nugget တွေသွားပြီးတော့ယူလို့ရတယ်ပေါ့เนาะဒါကတော့ကျွန်တော်တို့အရင်အတွဲထဲမှာထည့်ပြီးလို့ရတယ်မကြိုက်တဲ့တငယ်ချင်းတွေကမယူလဲရတယ်ပေါ့เนาะကျွန်တော်ကတော့ဒါ cover ဖြစ်သွားအောင်ဒီမှာထည့်ရေးပေးလိုက်မယ်เนาะထည့်ရေးပေးလိုက်မယ်ဆိုတော့ကျွန်တော်တို့9 ငါးဒီငါးပြီးသွားပြီငါးပါဝါ၃ညဆိုရင်တော့ကျွန်မ၄ဆိုပြီးတော့ထည့်ရမယ်ပေါ့နော်၄ဆိုပြီးတော့ထည့်ရမယ်ပြီးရင်ငါးနှက်ကကျွန်တော်တို့၃ဆိုရင်တော့ဒီမှာခွန်ဆိုပြီးတော့ထည့်ရမယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ၄ဒီ၄လို့ကြာမယ်ဆိုရင်၄နဲ့ပေါ့နော်ဒီဘက်မှာပဲကျွန်တော်ကိုယ်တိုင်တော့အစားသွင်းကြည့်လိုက်ပေါ့နော်ကျွန်တော်ဒီမှာရေးပြလိုက်တော့မယ်၄၄ဆိုရင်၄ဖြစ်မယ်၄ဒီ၄လို့ကြာမယ်ဆိုရင်၄ပါဝါ၉လို့ကြာမယ်ဆိုရင်တော့ကျွန်တော်တို့၄၉နော် လေးရက်နှစ်ခတ်နှစ်ဆိုရင်တော့လေးနှစ်เนาะဒါရှိတယ်เนาะဟုတ်ပြီဒါပြင်ကျွန်တော်တို့ခွန်ထိန်နဲ့ဒီမှာတစ်ချက်ကြည့်မယ်ပေါ့เนาะခွန်ထိန်နဲ့ကကျွန်တော်တို့ခွန်6ဆိုတော့3ပေါ့เนาะ3ကိုကျွန်တော်တို့လေးဖြစ်နေတယ်ဆိုတော့နံပါတ်1เนาะလေးဒီလေးလေးရက်ပါဝါ6ဆိုရင်ခွန်63ဆိုတော့နံပါတ်6เนาะလေးရက်နှစ်ခတ်နှစ်ဆိုရင်တော့နံပါတ်9ခွန်9ဒါရှိတယ်လေးတွေဖြစ်တယ်ပေါ့เนาะโอเคပါ အဓိက main အတွက်ဒီတော့ဒီ၃လွဲဖြစ်တယ်နော်69 64 69 69 Okay ပါအားလုံးပဲကျန်တဲ့တဲ့ငွေချင်းတွေကယူပြီးတော့တုံနိုင်ပါတယ်ဗျကျေးဇူးတင်ပါတယ်ဘယ်ပါ